။ ARD တိုင်းဒေသကြီးမြန်အောင်မြို့နယ်ကလယ်တွေမှာ အောင်ရီမရလို့လယ်သမားတွေအခက်အခဲနဲ့ရင်ဆိုင်နေကြရပါတယ်။ဒီသတင်းကိုတော့ဥကူကိုကြီးရဲ့ပြပုချက်မှာရှုစားနိုင်ပါတယ်။မိုးနှောင်းမှာမိုးရွာနေပြီးလယ်တွေမှာအောင်ရီလို့ခေါ်တဲ့ရေမရတာကြောင့်စပားအထွက်ထဲမှာကိုလယ်သမားတွေစိုးရိမ်နေကြတာဖြစ်ပါတယ်။အောင်ရီမရတာကတော့မိုး15ရက်လောက်မရွာဘူး။ကိုယ်ဆိုင်ရတော့မြေရတော့ဒီရပကြွက်ကို ရောက်ခွဲကတော့ဒါဟိုထွက်ခဏကြတော့မတည်လို့မဖြစ်တော့ဘူးဆိုတာတင်ရတာဟုတ်လားဟုတ်အားပြက်နေခကြဘူးရဖွာတာကိုဟိုအင်းလိုက်အင်းရှိအားအရှိအင်းရှိမပွင့်နိုင်ဘူးအဲ့လိုပဲဒါရလည်းပဲဟိုထွက်ခဏကိုရေပြတ်သွားတဲ့အတွက်သူကထွက်လာလို့ရှိရင်လည်းပဲအင်းသုံးပုံတစ်ပုံလောက်ကဆုံးရှုံးနေတဲ့သဘောတရားလို့ရှိရတယ်ကိုညစီကတော့ဒီကျိုးကို နှစ်နာရီလောက်တည်ရတာပေါ့နှစ်နာရီလောက်ဆိုနှစ်နာရီဖို့ရမပြည့်တာပေါ့ဟိုကိုပိုင်ဆက်ရှိတဲ့လူတွေကလည်းဆက်ခါမပြည့်အောင်ကိုပိုင်ဆက်မရှိတဲ့လူကတော့ဆက်ငားမယ်ဆိုတနာရီကို1500အခုလိုအောင်ရင်မရတဲ့လေဧကဟာမြောင်အောင်မျိုးနယ်တဲကလေအကုံလုံးရဲ့40ရာခိုင်နှုန်းတော့ရှိနိုင်တယ်လို့ကျွမ်းကျင်သူတွေကခန့်မှန်းထားပါတယ်အခုလိုကြုံတွေ့နေရတဲ့လေတွေဟာနှစ်စဉ်လေတဧကကိုစပါးတင်း80ကနေတင်း80ကြာ ထွန်းနှုံးရှိတဲ့လေတွေဖြစ်ပြီးဒီနှစ်မှာရေမရလို့စဘာအထွန်းနှုံးကျော်နိုင်တာဖြစ်ပါတယ်။ဒီလိုစဘာအထွန်းနှုံးကျော်သွားရင်စိုက်ပျိုးရေးဗန်နဲ့တမချင်းငွေတွေပြန်ဆက်ရမယ်အချိန်အခက်ခဲတွေကြုံတွေ့ရနိုင်တယ်လို့လယ်သမားတွေကပြောပါတယ်။ကျွန်တော်လယ်သမားတွေနေတော့ဒီစဘာဈေးပဲပြောပြီးတော့ကျွန်တော်တို့ကစဘာကောင်းမှစဘာဈေးကောင်းမှစဘာထွက်မှကျွန်တော်တို့ပို့ပြီးတော့တွက်ချိန်ခိုက်တာပါနော်။အဲ့လိုတွက်ချိန်ခိုက်တဲ့အခါမျိုးကျတော့ဒီစဘာထွက်တာလည်းနေမယ်စဘာဈေးရလည်းမကောင်းဘူးဆိုတဲ့အခါမျိုးတကယ်လို့များကြုံခိုက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာ အကျွေးဆက်ပြီးတော့ကို့အတွက်ဘာစားမလဲပေါ့အဲ့ဒါမျိုးဖြစ်လာတယ်ဗျာဆိုင်ဘန်ကိစ္စချင်းဝေလို့ဆိုတော့ဒီနည်းနည်းလေးဟန်သားဖြစ်မှာပေါ့ဗျာဟုတ်ဟုတ်အာဟန်သားဖြစ်မှာဆိုတာကအချိန်ကြာပဲအချိန်နောက်ကြာမယ်ဟိုတချို့ရှင်းနေတဲ့ချိန်မသုံးဘူးဆိုတဲ့လူတွေကတော့နည်းနည်းဆက်နေတဲ့အနေအထားကိုမရှိတော့ဘူးဗျာမြောင်မြို့နယ်ထဲမှာမိုးတစ်ပါးဆိုင်ကတသိန်းတထောင်ကျော်ရှိပြီးလူစပါးဆိုင်ကတထောင်နီးပါးရှိပါတယ် အခုလိုအောင်ရည်မရလို့အခက်အခဲကြုံနေရတဲ့ကြံငင်းနဲ့မြောင်မြို့နယ်တွေကလယ်တွေကိုတက်ဆိုင်အောင်အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ပူးပေါင်းပြီးကွန်ချောင်းနဲ့မမ်းမြဆွေတွေကနေစက်တင်ဘာလ24ရက်နေ့ကစပြီးရေလွှတ်ပေးနေတယ်လို့ဆံမြောင်ဦးစီးဌာနဦးစီးမှုဦးမျိုးစောစောက DBP ကိုပြောပါရတယ်။ဒါပေမဲ့လည်းဆံမြောင်ကရေပေးမြောင်းနေနဲ့မှီတဲ့လယ်တွေလောက်သာရေရရှိမှဖြစ်ပြီးကြံလေတွေမှာတော့အောင်ရည်လိုနေဦးမှာဖြစ်ပါတယ်။ကျွန်တော်ကိုကိုကြည်ပါခင်ဗျာ။